Supreme Platform Channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့တော်လန့်ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးဆရာအင်းစိန်အောင်စိုးရေးသားတဲ့အမှန်တရားဘတ်တော်သားစာအုပ်အပိုင်း6ဖြစ်ပါတယ်ကဲစလိုက်အောင်ပတိစိတ်တော်ထောင်မူကြီးရဲ့ညစာကျွန်တော်အချင်းထောင်လောကမှာကျင့်လေစဉ်ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့အဖြစ်အပျက်တွေများစွာတဲ့ကထူးခြားဖြစ်ရလေတခုပါစာဖတ်သူတွေကိုကြိုတင်ပြောကြလိုတာက ဒီเจ้าရာဟာစိတ်ကူးရင်ရေးသားခြင်းမဟုတ်တလို့အပြတ်သဘောဆောင်ပြီးဖော်ပြတာလည်းမဟုတ်ပါဘူးအမှန်တိုင်းတိကျစွာရေးသားခြင်းသာဖြစ်တယ်2004ခုနှစ်မြန်မာနိုင်ငံရဲ့စံပြအကျဉ်းထောင်လေးတွေကဒုတိယစံပြအကျဉ်းထောင်ဖြစ်တဲ့မန္တလေးဗဟုစံပြအိုးဘိုအကျဉ်းထောင်ထဲမှာအမျိုးသားအိတ်ဆောင်အမှတ်3အမှတ်4ဆိုတာအဲ့ဒီခုနှစ်အချိန်ကာလကအတွင်းအုံယိုးဝင်းငယ်တစ်ခုထဲမှာရှိခဲ့ဘူးတယ်တန်စုကျိုးလေးတွေကိုအဖြစ်သဘောသာကာယံထားပြီးတော့ အမျိုးသားအိတ်ဆောင်အမှတ်3အမှတ်4ဆိုပြီးတော့ခွဲထားတာပါကျွန်တော်တို့နှစ်ကြီးသမားတွေကအိတ်ဆောင်4မှာနေရပြီးတော့အချုပ်သားတွေကတော့အိတ်ဆောင်3မှာနေကြတဲ့အချိန်ကာလပါကျွန်တော်တို့နေတဲ့နှစ်ကြီးဆောင်ဆိုတဲ့စကလုံးရဲ့အတိတ်ပဲကတော့အ ਨੇ ဆုံးထောင်ထဲနှစ်20ကြာခံရတဲ့သူကနေပြည်တန်နှစ်30နှစ်40နှစ်50နှစ်60စတဲ့ထောင်ထဲကြာခံနေရသူမြန်မာနိုင်ငံသားတိုင်းရင်းသားတွေတရုတ်နိုင်ငံသား FRC တွေ ိန္ဒိယနိုင်ငံသား FRC တွေလည်းထောင်ဒဏ်290လောက်ကျသူတွေအပြင်တေဒံ6ကျွတ်လွတ်ပြီး250ကျော်ပြောင်းလဲကြခံရသူတွေရှိတဲ့အတွက်ထောင်ဒဏ်58နှစ်ကြခံရတဲ့ကျွန်တော်တို့ငါနှစ်ကြီးသမားกว่าလို့မကြွေးကြော်နိုင်ပဲငြိမ်သက်ရတဲ့ချိန်မှာမြို့သားအိဆောင်အမှတ်3နဲ့အမှတ်4ကိုအဲ့ဒီချိန်ကတာဝန်ခံအုပ်ချုပ်နေသူကတော့ယခုခေတ်အခေါ်ဆိုရင်ကြီးကြပ်ရေးမှုရခင်ခေါ်ထောင်မူဦးသိမ့်မြင့်ဆိုသူဖြစ်ပါတယ် နှစ်ပွဲ့မှာ အချုပ်ဆောင်တဲ့နှစ်ကြီးဆောင်နှစ်ခုကို ပူးတွဲပြီးတယောက်တည်းတာဝန်ယူအုပ်ချုပ်နေချိန်မှာထောင်မှူးကြီးဥသိမ့်မြင့်ဟာတမတော်ကနေဒုရာကံပုအစ်စ်နဲ့အကျဉ်းဥစည်းကိုအသွင်ပြောင်းလာသူဖြစ်ပြီးတော့ယာရုနှစင်တိုးနဲ့ထောင်မှူးကြီးဖြစ်လာသူလို့သိရပါတယ်။ဥသိမ့်မြင့်ကျွန်တော်တို့အိတ်ဆောင်တွေကိုတာဝန်ယူအုပ်ချုပ်နေစဉ်ကာလတစ်နှစ်အတွင်းမှာစစ်တပ်ကထောင်လန်းရေးတွေထောင်ပြန်ကြတဲ့အချိန်ဖြစ်လို့ပြည်ထဲရေးရာသူ့ဆရာရဲ့တမတ်ဗိုလ်မှူးတယောက်မန္တလေးထောင်တိုက်ထဲရောက်လာလို့ ဦးတိတ်မြင့်ကနေ့စဉ်သွားရောက်ပြီးတော့သူ့အိမ်ကသူ့စားဖို့အပြင် ပိုယူလာတဲ့ထမင်းဟင်းစီပြံအကောင်းစားတွေရေတံဘူးတွေအမြဲတော်တော်ပေးတာကိုတွေ့မြင်ရပြီးတော့လက်ကင်တယ်လီဖုန်းကိုလည်းယူယူသွားပြီးဖုံးဆက်ခိုင်းလို့ဌာနဆိုင်ရာအချင်းချင်းပြဿနာဖြစ်တယ်လို့နောက်ပိုင်းကြားရပါတယ်။သူ့ဆရာရဲ့ကျေးဇူးကြောင့်အတန်းပညာအားနည်းပေမဲ့လည်းအချင်းဦးစီးဌာနမှာအရာရှိဖြစ်လာလို့ဆိုပြီးတော့သူတက်နိုင်သလောက်ပြန်လဲကျေးဇူးဆက်ကူညီရလို့ကြားသိရပါတယ်။ထောင်မူဦးဦးသိမ့်မြင့်ဟာ ျွန်တော်တို့အကျဉ်းသားတွေပေါ်မှာမတရားရိုက်နှက်ညှင်းဆဲတာကိုကျွန်တော်တစ်ချိန်တစ်ခါမှမတွေ့ဘူးပါဘူးငွေပေးသည်ဖြစ်စေမပေးသည်ဖြစ်စေစူပူချိန်မောင်ချင်းချောက်တာကလွဲရင် မတော်မတရားလုပ်တာမရှိပါဘူးအိတ်ဆောင်၃လေးကိုသူအုပ်ချုပ်သွားတဲ့တစ်နှစ်အတွင်းမှာအကောင်းဆုံးထိမ့်သိမ့်အုပ်ချုပ်သွားသူလို့ကျွန်တော်တို့အကျဉ်းသားအများစုကကောင်းသောမှတ်ချက်ပြုခြင်းကိုလည်းခံရသူတယောက်ပါထာမူကြီးဥသိမ်းမြင့်ရဲ့အကျဉ်းသားအားလုံးပေါ်မှာထားတဲ့စေတနာနဲ့ကောင်းကွက်တွေရတော့ သူအဆောင်ကိုအုပ်ချုပ်နေစဉ်တစ်နှစ်အတွင်းမှာအကျဉ်းသားအရာရှိ ဆိုတဲ့ထောင်အာဏာပိုင်ကိုဖားရကြုံခံပြီးယာဓုရလာတဲ့သူဖြစ်စေအာဏာပိုင်ကိုငွေပေးပြီးယာဓုယူထားတဲ့အကျဉ်းသားအရာရှိဆိုသူတွေဖြစ်စေအကျဉ်းသားချင်းချင်းမတရားအနိုင်ကျင့်ဗိုလ်ချရိုက်နှက်နှိပ်စက်တာကိုလုံးဝခွင့်မပြုသလိုအခြားအရာရှိအကျက်ဝန်ထမ်းတွေကလည်းသူအုပ်ချုပ်တာဝန်ယူထားတဲ့ကျွန်တော်တို့အိတ်ဆောင်ကအကျဉ်းသားဘသူ့ကိုမဆိုစဲဆိုကြိမ်မောင်းရိုက်နှက်နှင်းစဲတာကိုလုံးဝလက်မခံပဲ မမမမကာကွယ်ရက်တည်ပေးတာကိုအမြဲမြင်တွေ့ခဲ့ရပါတယ်။ဒါကတော့ဥသိမ့်မြင့်ရဲ့ကောင်းကွက်တွေပါ။ကျွန်တော်ဟာအဲ့ဒီချိန်ကအမျိုးသားအိတ်ဆောင်၄နှစ်ကြီးဆောင်မှာရေဆက်ရေကန်ကိုတာဝန်ယူရတဲ့ရေကန်ဘုတ်ကင်တယောက်ဖြစ်တဲ့အတွက်မနဲ့အိတ်ဆောင်တွေမဖွင့်ခင်တည်းကအပြင်ထွက်ပြီးရေဆက်မောင်းရတယ်လို့နေ့လယ်နားချိန်မှာလဲအခြားအကျဉ်းသားတွေအိတ်ဆောင်မှာဝင်ရောက်အနားယူအိတ်ဆက်ချိန်မှာကျွန်တော်ကတော့မဝင်ရပဲရေဆက်မောင်းရမှာဖြစ်တဲ့အတွက်အပြင်မှာနေရပါတယ်။ညနေတန်းပိတ်ချိန်တွေမှာလဲ အခန်းထဲကိုနောက်ဆုံးမှဝင်ရတယ်။ဒီလိုမိုးလစ်မှုချုပ်အိတ်ဆောင်ထဲမှာတနေကုန်အပြင်ထွက်နေရတဲ့အတွက်အဆောင်မှုရုံကန်းနဲ့နီးကပ်စွာရှိနေတဲ့ရေဆက်ရေကမ်းမှာနေရတဲ့အတွက်ကြောင့်လေရုံကန်းထဲမှာဘသူတွေဘာလုပ်တယ်ဘာပြောတယ်ဆိုတာကိုကျွန်တော်နေ့စဉ်သိနေခဲ့တယ်။ထောင်မှု၏ဥသိမ်းမြင်ဟာနေ့စဉ်ပရိမျိုးစုံကိုတစ်မျိုးပြီးတစ်မျိုးကြောင်းလဲစိတ်နေတာကိုကျွန်တော်သတိထားမိပါတယ်။ဥသိမ်းမြင်စိတ်တဲ့ပရိတွေကတော့တရားရှိလုံးပရိ28လုံးပရိ24လုံးပရိ ကိုလုံပတိစတဲ့ပတိကုန်းတွေအပြင်ကုံတယ်ပွဲစားတွေစီးရင်မှတ်တဲ့တာလီပတိကိုပါစိတ်နေတာကိုနေ့စဉ်မြင်တွေ့ရပါတယ်။ဘလို့အတွေးဘလို့ယူစတွေနဲ့ပတိစိတ်နေတာလဲဆိုတာကတော့ကာယကံရှင်ကိုယ်တိုင်ပဲသိလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့မန္တလေးထောင်မှာနေစဉ်ကာလအရင်ခက်တွေမှာတော့တပွင့်အဆင့်သာရှိတဲ့ထောင်မှုတယောက်ဟာသူ့တာဝန်ယူအုပ်ချုပ်တဲ့အဆောင်ကို သူ့လာကျင်တဲ့အချိန်လာသလိုပြန်ကျင်တဲ့အချိန်ပြန်လာဖို့နှစ်အတော်ကြာကြာတွေ့မြင်ခဲ့ရပါတယ်။ဒီလိုပဲ နှစ်ပွင့်အဆင့်ရှိတဲ့ထောင်မူကြီးဥသိမ့်မြင်လဲမနက်ပိုင်းလာကျင်တဲ့အချိန်လာသလိုညနေပိုင်းလဲပြန်ကျင်တဲ့အချိန်ပြန်ပါတယ်တာဝင်မှုကြီးအဖြစ်တာဝင်ကြလို့ဆော့ဆော့ပြန်တတ်သလိုဘာကြူတီးမှမရှိလဲပြန်ကျင်တဲ့အချိန်ပြန်ကြတာအရာရှိတွေအများစုပါနေ့စဉ်ထောင်မူကြီးဥသိမ့်မြင်သူ့ပိုင်တဲ့ area အိတ်ဆောင်လေးကိုစတင်ဝင်ရောက်လာတာနဲ့တပြိုင်နက်တခင်အပြင်ကပြန်လာရင်အပြေးထွက်ကြိုဆိုတဲ့ခွေးအုပ်လေးလို့စီကံထိန်ဆိုတဲ့သူတွေရုံးအဖွဲဆိုသူတွေကသူ့ထက်ငါအလူအယက်အပြေးလွှာ ကြိုဆိုကြလိမ့်ရှိပါတယ်။နေ့စဉ်နဲ့မျှပါပဲ။တွေးကြည့်လို့ရှက်တတ်ရင်အင်မတန်ကိုရှက်စရာကောင်းရင်နာစရာကောင်းတဲ့လောက်ရတစ်ခုပါ။အပြင်လောကမှာကို့အဖေကို့အမေတနေ့ကုန်မိုးလင်းမိုးချုပ်အလောက်သွားလှုပ်လို့ပင်မန်းစွာအပြင်ရပြန်လာရင်တောင်မှပဲနည်းနည်းလေးမှဂယုမဆိုင်အေးမလုလူလိုမတိတက်တဲ့လူစိုးလူမိုက်ဆိုတဲ့သူတွေဟာထောင်မှုတွေကိုတော့အဖေအရင်ထက်ကိုပိုပြီးချစ်ပြနေကြတာပါ။ဘာဒီကိုများဝိုင်းဝန်းတည်ယူနေကြတာလဲဆိုရင်လည်း 20တားလောက်အလေးချိန်ရှိတဲ့မှတ်စုစာအုပ်နဲ့ခေါင်းပေါ်မှာစောင်းလာတဲ့အုတ်ထုပ်ကိုဝိုင်းဝန်းလို့ကြိုဆိုကြရင်သူ့ထက်ငါမျက်နာရအောင်အလူအရက်တည်ယူနေကြတာပါလူစိုးလူမိုက်ဆိုသူတွေရဲ့ဘဝရက်တည်မှုခဏတာအတွက်ယောက်ျားမာနာတွေလူသားတယောက်ရဲ့ဂုံတိတ်ခါတွေကိုနည်းနည်းလေးသတိမရကြတော့ပဲလောလောဆယ်စောင့်ဝင်နေရေးလေးအစဉ်ပြေဖို့အတွက်သာကြုံခံနေကြရတာကိုထောင်လောကမှာကျွန်တော်နှစ်အတန်ကြာတွေ့မြင်ခဲ့ရပါတယ် ဦးသိမ်းမြင့်တယောက်အိတ်ဆောင်ရုံးကန်းလေးကိုရောက်တာနဲ့တပြိုင်နက်တပည့်တွေကပထမအဆင့်အနေနဲ့အင်ကြီးကျဲသီးကိုရှေ့ရနေဖြုတ်ပေးသူကတယောက်နောက်ကနေအင်ကြီးကိုချွတ်ယူသူကတယောက်ဖနက်ကျိုးကိုဖြုတ်ပေးသူဘောင်းမီကပတ်ကိုဖြုတ်ပေးတဲ့သူတဆိုးကိုဂွင်းလိုက်ဝဲဖို့အစင်တင်လှုပ်ပေးရတာနဲ့ရက်ခတ်ပေးတာနဲ့စိုးပါတယ်မိုက်ပါတယ်ဆိုတဲ့နွယ်စိုးခစ်တဲ့ကြုံလေးပြရခတ်နေကြပါတယ်ယူနီဖောင်းကိုချွတ်ပဆိုးကိုဝစ်ပြီးဦးသိမ်းမြင့်ပလက်ကလာထိုင်မှာထိုင်လိုက်ပြီးဆိုတာနဲ့တပြိုင်နက်တပည့်ကျော်တွေကကိုစီလုပ်ငန်းစားကြပါပြီ လွတ်လပ်တဲ့အပြင်လောကမှာကျေးဇူးရှင်အမိဖာနှစ်ပါးကိုနည်းနည်းလေးမှတော့လုံမပေးကြတဲ့အလုပ်တွေပါဒီလိုလူတွေကိုထောင်ထဲမှာကျွန်တော်မကြာခဏပြောတာကတော့မိမေလင်အောင်ဒီလိုလုပ်ပေးဘူးသလားလို့ဆိုတဲ့စကားလုံးပါပဲသူတို့ဘာတွေလုပ်ကြသလဲဆိုတော့ခက်ညံ့ညံ့တပည့်တယောက်ကဥသိမ့်မြင့်ကိုရက်တောင်တစ်ချောင်းနဲ့ပတ်ချာလဲလှဲ့လို့ရက်ခတ်ပေးနေသလိုနောက်ထပ်တစ်ယောက်ကလည်းမီးညံတစ်ချောင်းနဲ့စပိတ်ဖြူနှုတ်ပေးနေတာပါကျွန်တော်တွေ့တာကတော့အဖြူရောင်ရောအမဲရောင်ရော အကုန်နှုတ်နေတာပါပဲ နောက်တစ်ယောက်ကဦးသိမ့်မြင့်ရဲ့ဘယ်ဘက်လက်ကိုနှိပ်လိုက်ညာဘက်လက်ကိုပြောင်းနှိပ်လိုက်လုပ်နေချိန်မှာဦးသိမ့်မြင့်ကဘယ်လက်ကိုနှိပ်ရင်ညာဘက်လက်ကပတိကိုစိတ်ညာဘက်လက်ကိုနှိပ်ရင်တော့ဘယ်ဘက်လက်ကပတိကိုပြောင်းစိတ်လိုက်နဲ့ပတိအမျိုးမျိုးကိုအတိတ်တန်အမျိုးမျိုးနဲ့ပြောင်းလဲစိတ်နေချိန်မှာအခြားတစ်ပေတစ်ယောက်ကတောကြထုတ်ရံတစ်ချောင်းနဲ့ဘဲညာခြေတလုံးကဝဲကြောက်ဖက်လေးတွေကိုခွာချထိုးထုတ်လုပ်နေချိန်မှာရချားဆိုသလိုအချုပ်တက်တွေကိုသူ့ရှေ့မှာစာရေးခိုင်းနေတာကိုတွေ့မြင်ရတဲ့အတွက်ကျွန်တော်စိတ်ဝင်စားစွာဆက်စုမိပါတယ် အကျဉ်းသားတွေစီကငွေကိုရိုက်နှက်ညှင်းဆဲချိမ့်ချောက်ပြီးမယူသလိုစာရေးခိုင်းပြီးအိမ်ကိုတွားယူခိုင်းသူမျိုးလည်းမဟုတ်တဲ့အတွက်ကျွန်တော်စိတ်ဝင်စားမိတာပါ။ဘားစာရီများရေးခိုင်းတယ်လေဗော။ရက်ခတ်ခံရင်သပင်းဖြူအနှုတ်ခံရင်ဘဲလက်ညာလက်တွေပြောင်းလဲအနှိတ်ခံရင်ဝဲကြောက်ဖက်လေးတွေအခွာခံရင်ကုတူရေးပဒီးမျိုးစုံကိုစိတ်ချင်းစိတ်နေရင်ရနေစိန်ခံနေတဲ့ဥသိမ့်မြင့်နဲ့စကားပြောနေသူစာရေးခိုင်းနေသူတွေရတော့ခေါင်းတွေဖြစ်တယ်ဆိုတာ သိကြရပါတယ်။ကျွန်တော်တို့ထောင်ကျအကျဉ်းသားအချုပ်သားတွေကိုမတရားလုံးဝမလုပ်တဲ့ထောင်မှု၏ဥသိမ်မြင်ရခေါင်းတွေကိုအလှဲ့ကျခေါ်ယူလို့စာရေးခိုင်းနေတဲ့အကြောင်းကတော့ညနေတာဝန်ပြီးဆုံးချိန်မှာဘီကိုသွားရင်ပတ်စံမကုန်ပဲအလက်ကားရဖို့အတွက်ခေါင်းကိုခေါ်ယူပြီးညစာအတွက်ကြိုတင်ပြင်ဆင်နေတဲ့တချိန်ရအဖြစ်အပျက်တွေကိုအမှန်တိုင်းဖော်ထုတ်ရေးသားရင်ယခုခေတ်မှာညစာကြိုတင်ပြင်ဆင်နေသူများကိုဤဆောင်ပါနဲ့တတိပေးလိုက်ပါတယ် ထောင်ထဲကစိတ်လိတ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အကျင်းတောင်ရဲဘက်စခန်းတွေမှာဆက်လိတ်တောက်ခွင့်ပြုလာတာနှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်အကျင်းတောင်တွေရဲဘက်စခန်းတွေကိုဆက်လိတ်ကင်းစင်နေပြီဖြစ်ရမယ်လို့ပြောဆိုမှုတွေနဲ့အတူ2008ခုနှစ်ထဲမှာစီကံချက်တစ်ခုအဖြစ်အမိန့်တွေထွက်လာပါတယ်မန္တလေးတောင်မှာကျွန်တော်ရှိနေစဉ်ချင်းရပါကျွန်တော်တို့လိုဆက်လိတ်မကြိုက်ပေမဲ့လည်းတခါတရံအပြင်းပြေတောက်တဲ့သူတွေအတွက်ဒီစီကံဒီအမိန့်ဟာဘာမှရေးမပါပေမဲ့လည်း အပြင်လောကတွေကနေထောင်ထဲရောက်လာချိန်အထိနှစ်ပေါင်းများစွာဆက်လိတ်ကိုနှစ်နှစ်ချက်ချိုက်ဆွဆွဲလန်လန်တောက်လာတဲ့သူတွေအတွက်ကတော့အလွန်ကြီးမားတဲ့ဒုက္ခတစ်ခုလို့တင်စားပြောစရာဖြစ်ပါတယ်။အိဆောင်တာဝန်ခံထောင်မှုတွေအကျဉ်းတော်တာဝန်ခံထောင်ပိုင်းဆိုသူတွေကထောင်ပိုင်းတန်းစီတဲ့နေရက်တွေမှာအများရန်ပြောတဲ့စကားကတော့မင်းတို့ကျမ်းမာရေးကောင်းအောင်အသက်ရှင်အောင်ငါတို့ကထိမ့်သိမ့်ဆောက်ရှောက်ပေးရမယ်။မင်းတို့ထောင်ထောင်ကြလာပြီးပြီပဲ။ဘာမဟုတ်တဲ့ဒီဆက်လိတ်လေးမတော့ရတာ ဘာဖြစ်သွားမှာလဲကွာဆက်လက်ကင်းစင်နေမြေတွေထဲမှာတို့အချင်းထောင်တွေရဲဘတ်စခန်းတွေအားလုံးပါတယ်မင်းတို့တွေကြမ်းမာရေးလဲကောင်းပတ်စံလဲအကုန်တတ်တာတဲ့အတွက်မင်းတို့ကတော့ငါတို့ကိုကျေးဇူးတင်ရအောင်မဲဆိုတဲ့စကားကိုထောင်မူးထောင်ပိုင်တွေကထောင်ပိုင်တန်းစီတဲ့နေတွေမှာပြောတာအကြိမ်ကြိမ်အခါခါပါထောင်ပုံစံထိုင်နေတဲ့ယာချီတဲ့ကျွန်တော်တို့အချင်းသားတွေကိုဆက်လက်မတောက်ရဘူးတောက်ခွင့်လုံးဝမပြုတ်ဘူးလို့ပြောနေတဲ့အချင်းထောင်အာနာပိုင်အရာရှိတွေက တို့ဒီလိုပြောနေတဲ့အချိန်မှာတော့တို့ကတော့ secret ကိုတောက်ပြနေတာပါစာဖတ်သူများခန်းစားကြည့်ပါဒီအကျင်းတောင်ရဲ့ဆက်လက်ကင်းစင်နေမြေမှာအကျင်းသားတွေပဲဆက်လက်တောက်ခွင့်မရှိတာလားလို့မေးခြင်းပေမဲ့လည်းမေးနိုင်တဲ့အနေအထားမျိုးမရှိခဲ့ပါငါပြောတယ်လို့လို့ငါလှုပ်တယ်လို့လိုက်မလှုပ်နဲ့ဆိုတဲ့အတိုင်းပဲတို့ပြောဆိုလောက်ကင်နေတာတွေကိုယခုစာရေးနေချိန်ရဲ့အထိအမှတ်ရနေမိပါတယ်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရက ဘလို့ပဲအမိတ်နေထုတ်ပြန်ပါစေအကျဉ်းဆောင်ရဲ့အုတ်ရိုးအတွင်းမှာအမှန်တကယ်ဖြစ်ပျက်နေတဲ့တကယ်ဖြစ်ရမှန်တွေကိုအပြင်လောကမှာရှိတဲ့အစိုးရတာဝန်ရှိသူတွေနဲ့ပြည်သူတွေကအမှန်တိုင်းမသိကြလို့ဘယ်သူမှလည်းစိတ်မဝင်စားကြဘူးဂျမားရေးဝင်ကြီးဌာနရဲ့အကျဉ်းသားတွေအပေါ်မှာထားတဲ့စေတနာမြတ်တာဟာအကျဉ်းသားတွေအတွက်ဝေဒနာဖြစ်သွားပြီးတော့အကျဉ်းဦးစီးဌာနကအကျဉ်းထောင်အုပ်ချုပ်သူအမှုတန်းအရာတန်းတွေအတွက်ကတော့လှုပ်ရှားဖို့ခွင့်တစ်ခုစီးပွားရေးဈေးကွက်တစ်ခုဖြစ်သွားခဲ့ပါတယ် နေနာသူတွေကတော့ထုံးစံတိုင်းမကျေနပ်မှုတွေကိုလေတနက်ပစ်နေတယ်ကျွန်တော်တို့အကျဉ်းသားတွေပါပဲအကျဉ်းတော်တာဝန်ခံရဲ့အမိန့်နေစီကန့်ချက်တွေရဲ့နောက်ွယ်မှာတော့အိတ်ဆောင်တွေမှာအရင်ကစက်လိ90ပါတဲ့ဖတ်ကျန်းစက်လိတစီကိုငွေ900ကျပ်ပေးရင်ဝယ်လို့ရပေမဲ့လေအခုဆိုရင်စက်လိမတော့ရလို့အမိန့်ထုတ်ပြီးတဲ့ချိန်မှာတော့တလအတွင်းမှာတဖြည်းဖြည်းနဲ့စက်လိစီတက်လာလိုက်တာတစီကိုငွေ900ကျပ်ထိဈေးတက်သွားပါတော့တယ်ဒါဟာ 2009 2008 2009ခုနှစ်တွေမှာဖြစ်ပေါ်ခဲ့တဲ့မန္တလေးအကျဉ်းထောင်တွင်းကဆက်လက်စည်းနှုံစည်းကွက်တစ်ခုပါလွတ်လပ်တဲ့အပြင်လောကမှာဆက်လက်ဂျန်ဒစီကိုငွေ350 400ကျပ်ပေးရတဲ့ချိန်မှာမန္တလေးထောင်ထဲမှာတော့ဆက်လက်ဂျန်ဒစီကိုငွေ9000ကျပ်ပေးပြီးတော့ဝယ်မှပဲရပါတယ်ဒီစည်းနှုံဟာဆက်လက်အစည်းလိုက်ဝယ်ယူရတဲ့လက်ကားစည်းနှုံပါညတာဝန်ကျအကျပ်ဝန်ထမ်းတွေကဖော်မြူလာမျိုးစုံနီးလမ်းမျိုးစုံနဲ့ထောင်ထဲကိုဆက်လက်စည်းတွေမရရအောင် ပုံစံအမျိုးမျိုးနဲ့တွင်းကြပါတယ်။အကျဉ်းအောင်ဝန်ထမ်းတွေအားလုံးဟာဘယ်နေရာမှာမှပုံသေးတာဝန်ကြတယ်ဆိုတာမရှိပါဘူး။အလှည့်ကျစနစ်နဲ့တာဝန်တွေပြောင်းလဲထမ်းဆောင်ကြရပါတယ်။ဒါကြောင့်အကျဉ်းထောင်ဘူးတကာတာဝန်ကျဝန်ထမ်းတွေမျှော်စင်တာဝန်ကျဝန်ထမ်းတွေကကြီးတာဝန်ကျဝန်ထမ်းတွေကအခြားတာဝန်ကျတဲ့ဝန်ထမ်းတွေကိုအထာထားရတယ်။သူတို့အကုန်လုံးဘဝတူတွေဖြစ်တဲ့အတွက်ကြောင့်နားလည်မှုရှိကြတယ်။ဘာကြောင့်ကျွန်တော်ဒီအကြောင်းတွေကိုရေးပြနေရတာလဲဆိုရင် အကျင်းတောင်တာဝန်ခံထောင်ပိုင်ကဘလို့အမိတ်တွေပဲထုတ်ထုတ်သူတို့ဝန်ထမ်းချင်းချင်းဝေစားမြစားနဲ့လှုပ်ရှားနေကြတယ်။ညနေခင်းဘူးတကားတွေကိုညတာဝန်ကြအကြက်တွေဝန်ထမ်းနေအဲ့ရလေးကိုစီပိုက်ပြီးတချို့ဟာထမ်းပြီးဝင်လာကြတယ်။အမှန်ကမိမိတာဝန်ကြရနေရမှာအိတ်ဖို့အတွက်ကိုအိတ်မဲ့အဲ့ရလေးကိုတည်ယူခွင့်ပြုတာပါ။ဒါပေမဲ့အဲ့ရလေးထဲမှာချင်းတောင်စောင်းကောင်းနေအပြင်ဆက်လိစီတွေ secret ဘူးတွေကွန်ထုတ်တွေပါလာပါတယ်။ အကျဉ်းအောင်ဘူးတကာတာဝန်ကျထောင်မှုကကိုယ်တိုင်ရှာဖွေရေးမလုပ်တက်ကြက်ဒုတက်ကြက်ဝန်ထမ်းတို့သာ ရှာဖွေရေးလုပ်တာပါအကြက်ဝန်ထမ်းတွေကကိုယ်လူနဲ့ကိုယ်နားလည်မှုယူပြီးတော့ဝေစားမြာစားလုပ်လို့ဟိုဟာနိုင်ရှာတယ်လို့ဒီဟာလန့်ရှာတယ်လို့လုပ်ပြီးကိုစီကိုစီဝေစုလေးတွေနဲ့ဘာမှမပါဘာမှမတွေ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုပြီးတော့လွှတ်ပေးလိုက်ပါတယ်ဘူးတကာတာဝန်ကျအရာရှိရလဲမသိကြအောင်ဆောင်ပြီးနေပါတယ်ဒီအကွက်ဟာဘူးတကမာကြီးရဲ့လှုပ်ရှားကွက်တစ်ခုပါ ဒုတိယကွက်ကတော့အကျဉ်းတောင်အပေါကဘုဒ္ဓကအပေါ်ဘက်ကကတ်ကြီးမှာတာဝန်ကျအကြက်ဝင်နေနေရေလှုပ်ရှားတဲ့ပုံစံမှာကတ်ကြီးပေါ်မှာတာဝန်ကျဝင်နေဥပမာခုနှစ်ယောက်ရှိတယ်ဆိုရင်ရှစ်မျက်နှာစာဘက်ကိုကြည့်သူကတယောက်အနောက်မျက်နှာစာဖြစ်တဲ့အကျဉ်းတောင်လည်းကြည့်သူတယောက်ကလွဲရင်ကျန်တဲ့သူတွေဟာအချိန်တော်တော်များများမှာဖဲရိုက်နေအရက်တောင်နေကြတာများပါတယ်ဒီစကားကသူတို့ကိုယ်တိုင်အကြိမ်ကြိမ်ပြောတဲ့စကားလုံးတွေပါဖဲရိုက်ပြီးအရက်တောက်တော့ငွေလိုတာပေါ့ဒါကြောင့် ညတကောင်မှာဂတ်ကြီးပေါ်ကကျိုးတစ်ချောင်းကျလာပြီဆိုရင်အပြင်ဘက်ကသူတို့လူကပီနံအိတ်နဲ့ထည့်ထားတဲ့ဆက်လိုက်စီတွေကိုအဲ့ဒီကျိုးမှာအိတ်လိုက်ခြိပေးလိုက်တယ်ဆိုရင်အပေါ်ကစွဲတင်ပြီးတော့ယူသွားတယ်။နောက်တခါဂတ်ကြီးပေါ်ကနေအထုပ်ကအကျဉ်းထောင်တွေကိုကျလာတဲ့ချိန်မှာအထဲကစောင့်နေတဲ့ဝန်ထမ်းကလာရောက်ပြီးတော့ယူသွားတယ်။ဒီလိုနီးရီနဲ့ဂတ်ကြီးပေါ်ကလူတွေကလည်းလှုပ်ရှားကြတယ်။နောက်တစ်မျိုးကတော့အကျဉ်းထောင်ပတ်လည်မှာရှိတဲ့ကင်းမျောစိန်တွေမှာမျောစိန်တစ်ခုကိုဝန်ထမ်းနှစ်ယောက်တာဝန်ချလာတယ်လို့သိရတယ်။ သူတို့ကလည်းမျောစင်ဘွားကနေအပြင်ဘက်ကိုချိတ်ဆက်ထားတယ်။အပြင်ကမိသားစုကဆက်လိတ်တွေကိုပြည်နံအိတ်လိုက်တအိတ်ကိုဆက်လိတ်စီ90ထည့်ထားတဲ့အိတ်ကိုလှုပ်ရှားနေကြတိုင်းမျောစင်ဘွားကြလာတဲ့ဂျိုးမှခြိပေးလိုက်ရဲ့။မျောစင်ဘွားကနေဂျိုးကိုဆွဲယူလို့ဆက်လိတ်ထုပ်ကိုမျောစင်ထဲကိုတွင်းလိုက်တယ်။ဒါကပထမအဆင့်ဖြစ်တဲ့အချင်းတော်အုပ်ယိုးအပြင်ဘက်ကနေမျောစင်ဘွားကိုတင်းလိုက်တာ။ဒုတိယအဆင့်အနေနဲ့ကအိတ်ဆောင်တွင်းမှာတာဝန်ကျတဲ့ဝန်ထမ်းကိုဓမီနဲ့အချက်ပြခေါ်ယူလိုက်တယ်။အချင်းတော်အိတ်ဆောင်တွေကတာဝန်ရဝန်ထမ်းကလည်း သူ့ရဲ့ဝန်ထမ်းချင်းချိတ်ဆက်ထားတဲ့အတိုင်းစောင့်မျှော်နေတဲ့ချိန်မှာပဲမျော်စင်မိုးကဓမီအောင်အချက်ပြတာကိုလက်ခနဲ့တွေးလိုက်တာနဲ့အချင်းတော်တွင်အုပ်ယိုးလေးကိုကြော်တက်လိုက်တယ်။ဒီနေရာမှာအမှတ်ချက်တစ်ခုကိုပြောပြချင်ပါတယ်။အုပ်အတွင်းအုပ်ယိုးအမြင့်ဟာရှစ်ပေကန္တာရှိတဲ့အတွက်တက်ရလွဲကူပါတယ်။မန္တလေးတောင်ဖြစ်ပါတယ်။အဲဒီဝန်ထမ်းကအုပ်ယိုးကိုကြော်တက်ပြီးတော့မျော်စင်မိုးကဂျိုးနဲ့တွဲလောင်းကြလာတဲ့စလိတ်ထုပ်တွေကိုတအိပ်ပြီးတအိပ်မယူလို့အတွင်းအုပ်ယိုးတွေကိုအတက်နိုင်ဆုံးဖြင်းညှင့်စွာပစ်ချပါတယ်။ဘလို့ပဲပစ်ချပစ်ချ ဆက်လက်အနေအများတော့ကျိုးပဲ့ကုန်ပါတယ်။ညစဉ်ဒီပါဒီအဖြစ်ပြက်တွေကိုကျွန်တော်တို့အကျဉ်းသားတွေကတန်တိုင်ပေါက်ကနေမြင်ခဲ့တွေ့ခဲ့ရတာနှစ်ချီကြာခဲ့ပါတယ်။ဆက်လက်ထုတ်အိတ်နှစ်အိတ်လေးအိတ်စတဲ့ပုံမှန်မရှိတဲ့အတွင်းချင်းတွေနဲ့ဆက်လက်တွေဟာကျွန်တော်တို့အကျဉ်းသားတွေစီရောက်လာပါတယ်။ဒါဟာညစဉ်ဒီပါအဆောင်တိုင်းမှာဖြစ်နေတဲ့မထူးဆန်းတဲ့အဖြစ်ပြက်တွေပါ။ဒီလိုခိုးကြောင်ခိုးဝက်တွင်းလာတဲ့ဆက်လက်ထုတ်တွေဟာငွေကြေးပြည့်စုံတဲ့အကျဉ်းသားဆက်လက်တိုင်းစီကိုရောက်ရှိသွားပါတယ်။ ဝန်ထမ်းကသူ့စက်လိတ်အစည်းတရာဒါမှမဟုတ်200ကိုငွေလက်ငင်းရှင်းမေးနိုင်တဲ့သူကိုသာရောင်းတာပါလက်လီရောင်းချင်တဲ့စက်လိတ်5စီး10စီးယူမဲ့သူမျိုးတွေကိုလုံးဝမရောင်းပါဘူးဘာကြောင့်လဲဆိုရင်ငွေလက်ငင်းပေးတဲ့စက်လိတ်တိုင်းကညှို့ညင်မှာစိုးလို့ပါဒါကတော့အိတ်ဆောင်ညတာဝန်ကျဝန်ထမ်းနဲ့မျော်စင်ကတာဝန်ကျဝန်ထမ်းတို့ပူးပေါင်းလှုပ်ရှားတဲ့ဝေစားမျှစာလောက်ွက်တစ်ခုပါအပြင်ဘက်မှာတစည်းကိုငွေ900မပေးရတဲ့စက်လိတ်ဟာထောင်ထဲကို6တောက်ပေါက်ပြီးရောက်လာတာနဲ့ငွေ4000 ချက်ချင်းကိုရပါတယ်။ဒါဟာမန္တလေးတောင်မှာလွန်ခဲ့တဲ့10နှစ်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တွေပါ။အခုချိန်ရောဘာတွေပြောင်းလဲသွားပြီလဲ။ကျွန်တော်မသိတော့ပါ။ငွေရှင်ကြေးရှင်အကျဉ်းသားစီးပွားရေးသမားဆက်လက်တိုင်းလုပ်တဲ့သူတွေကတော့မနဲ့မိုးလင်းတန်းဖွင့်တာနဲ့တပြိုင်နက်သူ့ဖောက်တဲ့လက်လီရောင်းတဲ့သူတွေကိုညာဝယ်ယူထားတဲ့ဈေးနှုန်းအတက်ကြတိုင်းတစည်းကိုငွေ3500နှုန်းနဲ့ဝယ်ထားရင်ငွေ4000နှုန်းနဲ့ပြန်ရောင်းပြီးတော့အကယ်၍ငွေ4000နှုန်းနဲ့ဝယ်ထားရင်တော့ 4500နှုံနဲ့လက်ငင်းပြန်ရောင်းပါတယ်။စက်လိတ်အကျိုးပဲ့လေးတွေကိုတောက်ဖို့ဖယ်ထားပြီးရင်တော့စက်လိတ်တိုင်လှူစားသူတွေအတွက်အခန်းလူကြီးဆိုသူကို ကြောက်ကြီးမတတာကြီး9000ပေးပြီးတာတော့သူ့အတွက် အနည်းလေး3000ခွဲ4000ကတော့အေးစီကြံပါတယ်။စက်လိတ်အစီတရာရဲ့မျက်ငွေပါ။အချို့ဘဝသမားထောင်ဝင်စားမလာနိုင်သူတွေကအကျဉ်းသားချင်းကိုအဝိရှော်ပေးနင်းနှိပ်ပေးလို့ရလာတဲ့ငွေလေးတွေကိုလာချီစူးစောင်းပြီးတော့ငွေလေး1000 2000နဲ့လက်လီလှူစားလို့ နေတော်ရှာသူတွေကအကျဉ်းသားစက်လိုက်တိုင်းစီကနေသူတို့တတ်နိုင်သလောက်နှစ်စီးသုံးစီးလေးစီးကိုငွေလက်ငင်းပေးဝယ်ပြီးနေ့စဉ်စက်လိုက်ဝယ်မဲ့သူတွေရှိရအောင်တခန်းဝင်တခန်းထွက်အဲ့ဒီလုံးထဲမှာစက်လိုက်လေးတွေထည့်လို့တထောင်ဖို့ရှစ်လိုက်တခါတည်းရန်တော့စက်လိုက်ဝင်နေခုနှစ်လိုက်နဲ့ရောင်းပါတယ်ဒါကတော့စက်လိုက်လက်လီရောင်းသူတွေရဲ့နေတော်ရှာပုံလေးပါအရင်ကမန္တလေးအကျဉ်းထောင်မှာရေလောင်းအိမ်သာမရှိပါဘူး။ဒါကြောင့်အကျဉ်းထောင်ထဲမှာရှိတဲ့အိမ်ဆောင်တိုင်းအခန်းတိုင်းကမိလာတွေကိုစင်းအိုးတွေထည့်လို့ ထောင်ပြင်ဘက်ကိုလက်တွန်းလှည့်နဲ့ထုတ်ပြီးတွားရောက်စွန့်ပစ်တဲ့မိန်လာဘုံဆိုတာရှိတယ်။အဲ့ဒီမိန်လာဘုံမှာ ထောင်တန်တလနှစ်လသုံးလသာထောင်ကြတဲ့သူတွေတည်းရမှာငွေကြေးလုံးဝလိုင်းဝင်နိုင်သူမပေးကမ်းနိုင်သူတွေကိုသာအဲ့ဒီအလုပ်ကိုလုပ်ခိုင်းတာပါ။အကျဉ်းောင်တွေကထုတ်သွားတဲ့မစင်အိုးတွေကိုအပြင်မှာစေးကြောတန့်စင်ပြီးအိုးတွေထဲမှာဆက်လိတ်တွေဟင်းထုတ်တွေကွန်းထုတ်တွေအပြင်မှာပါလာပါတယ်။တနေ့ကုန်ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့မိန်လာလှဲဟာအကျဉ်းောင်တွေကထွက်သွားရင်မစင်တွေပါသွားပြီး ပြန်ဝင်လာရင်တော့စားတောက်စရာမျိုးစုံပါလာပေမဲ့ဘူးတကားတာဝန်ကျသူတွေနဲ့မိန်လာပုတ်ကင်ဝန်ထမ်းတို့ရဲ့ဝေစားမျှစာလှုပ်ရှားကြတာကတော့ကြာပါပြီဒီလိုတွင်နေတဲ့အကြက်ဝန်ထမ်းတွေကပစ္စည်းစုံသွင်းလို့အကျဉ်းသားတွေကရောင်းဝယ်နေပေမဲ့လည်းဘာပြဿနာမှမဖြစ်ပါအခန်းလူကြီးတွေစီကံထိတ်နေကသူတို့စလိတ်တောက်တည်ဖြစ်စေမတောက်တည်ဖြစ်စေစလိတ်ကိစ္စနဲ့ပတ်သက်ရင်နှာစေးနေကြပါတယ်စလိတ်ရောင်းဝယ်တောက်သူတွေ့ရင်ဖမ်းပါလို့အမိန့်ထုတ်ထားပေမဲ့လည်းဘသူမှမဖမ်းရဲပါဘူး ဖမ်းလိုက်ရင်တော့အဲ့ဒီသူဟာတေချာပေါက်ဒုက္ခရောက်မယ်ဆိုတာအကျဉ်းသားအားလုံးကယုံကြည်ကြပါတယ်။ကံမကောင်းရင်တန်ကြုံနဲ့ပါအထိုးခံရနိုင်ပါတယ်။အကျဉ်းသားအုပ်ချုပ်ရေးပိုင်းတွေနဲ့ပုံမှန်ထောင်ဝင်စားလာသူတွေကတော့စက်လိဈေးကြီးမှန်းသိပေမဲ့စက်လိမဖြတ်နိုင်တဲ့အတွက်နေ့စဉ်ဝယ်ယူပြီးတောက်နိုင်ပေမဲ့လည်းထောင်ဝင်စားမလာနိုင်သူတွေနဲ့ခက်နှုံနှုံမအုံမလဲတွေကတော့ဘလို့မှစက်လိကိုဝယ်ပြီးမတောက်နိုင်ကြပါဘူး။ဒါကြောင့်သူများတောက်ပြီးတဲ့ဖင်စီကဏ္ဍရောက်နေတဲ့စက်လိတို့ကိုအောက်ကြကန်တောင်းပြီး ဘာမှစိတ်သားမကြံတော့တဲ့စလိတ်တိုလေးကို၄ဘွာ၅ဘွာလောက်အငမ်းမရတော့ပြီးအာသာဖြေသူတွေနဲ့တချို့ကတော့သူများတောက်ပြီးပြစ်ထားတဲ့စလိတ်တိုကတစိတ်ကိုခွာလို့နည်းနည်းလေးသာကြံတဲ့စိတ်သားနဲ့ဖင်စီကန်အပေါ်ကပတ်ထားတဲ့တနတ်ဖက်လေးကိုခွာလိုက်ပြီးချိုးချေလို့စူပောင်းရောသမာပြီးကြုံရဆက်ကူနဲ့ဖြစ်တယ်လို့လိတ်တောက်ကြပါတယ်။ထောင်ဝင်စားကမလားမိတ်ဆွေအပေါင်းအသင်းကမရှိယာထုကမရှိနဲ့ထောင်ခေါ်35ဘာရုံမှမပေါက်တဲ့သူတွေဟာနီးမျိုးစုံနဲ့စက်လိတ်အစားထိုးဒါမျိုးတွေလောက်တော့ကြပါတယ် ရာလူရှိသူထောင်ဝင်စားလာသူတွေကရင်နှွေးကြမ်းကြိုက်တဲ့သူတွေကတော့နေ့စဉ်ရင်နှွေးကြမ်းတောက်ကြတယ်။သူတို့ရင်နှွေးတောက်ပြီးလို့လှင့်ပြမဲ့လက်ဖက်ချောက်တွေကို35တွေကတောင်းယူပြီးရေညှက်လို့နေပူလန့်ပါတယ်။နေပူပြင်းပြင်းနဲ့မှနှစ်ရက်သုံးရက်လောက်လှမ်းထားရင်ကျွတ်ရလာတဲ့လက်ဖက်ချောက်ဖက်တွေကိုတော့ခြေမွပြီးရရဆက်ကူနဲ့လိတ်တောက်ကြပါတယ်။တချို့သောသူတွေကတော့အကျဉ်တော်အတွင်းမှာရှိတဲ့ဘန္နာပင်ကကြွေကြလာတဲ့ဘန္နာရွက်အချောက်တွေကိုလိုက်ကောက်ပြီးကျွတ်ရနေအောင်နေပူလှမ်းပြီးခြေမွက ရရာဆက်ကူနဲ့ဆက်လိတ်အစားတို့တောက်ပြီး အာသာဖြေကြလေးရှိပါတယ်။နောက်ဆုံးတနည်းကတော့အိတ်ဆောင်ထဲမှာရှိတဲ့တောင်ရာတွေထဲကခရမ်းရွက်အချောက်တွေကိုခူးနေပူလန်းကျွရလာပြီဆိုရင်ကြွကြွအိတ်လေးထဲမှာထည့်ထားလို့ဆက်လိတ်တောက်ချင်လာပြီဆိုတာနဲ့ခရမ်းရွက်ချောက်လေးတွေကိုခြေပြီးဘလို့ဆက်ကူလိတ်မျိုးနဲ့မဆိုလိတ်တောက်လို့သူတို့ရဲ့ဆက်လိတ်တောက်ချင်တဲ့ဆန္ဒအာတီတောက်ကိုဒီလိုနီလန်းမျိုးစုံနဲ့ဖြေဖြောက်ကြပါတယ်။လက်ဖက်ချောက်ဘန္နာရွက်ချောက်ခရမ်းရွက်ချောက်တွေနဲ့ဆက်လိတ်တောက်သူတွေဟာ လအနေငယ်ကြမှာချောင်းစိုးရင်သွေးပါလာတာ우လူတော်များများဖြစ်ကြတယ်ဒီလိုနီးတွေနဲ့ပဲဆလိတ်တောင်ရင်ကျမ်းမာရေးချွတ်တဲ့သွားသူတွေများစွာတွေ့ကြရပါတယ်ယခုကျွန်တော်ရေးထားတဲ့အကြောင်းအရာအားလုံးဟာမန္တလေးထောင်နဲ့မြင်းချန်ထောင်မှာကြုံခဲ့ရတဲ့မျက်မြင်ကိုတွေ့ဖြစ်ရမှန်တွေဆိုတာစာဖတ်သူများ우တိတိကျကျပြောလိုပါတယ်စာဖတ်သူများ우လေးစားစွာဖြင့်အင်းစိန်အောင်စိုး ဟုတ်ကဲ့ပါအခုလို့အဆုံးအထိလိုက်ပါနားဆင်ပေးကြတဲ့ကလစ်ကာများနဲ့တော်လန်ပြည်သူပေါင်းတူးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคဘိုင်းခုနှစ်မှာပြန်ဆုံကြမယ်နော်ဒါနောက်ဆုံးပြင်ရမယ်ဒီနေ့ကတည်းကအောင်ရတာလုံးလက်ချင်းနဲ့မတွေ့ အားလုံးရဲ့မြေဒါနောင်သောပြရမယ်ဟေးဒီနေ့အတရားမြတ်တာလွတ်လပ်ခြင်းနဲ့ပေါ်အားလုံးရဲ့မြေ